မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကိုကန် MND ကစစ်ကောင်စီနဲ့အပြစ်ခက်ရစဲရေးသဘောတူညီချက်စာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးတယ်လို့တရုတ်နိုင်ငံကြားရေးဝန်ကြီးဌာနကကြေညာပါတယ်။မွန်ပြည်နယ်မှာမွန်တော်လိုင်းတပ်ဖွဲ့၄ဖွဲ့စုပေါင်းထားတဲ့ရမညစစ်ကြောင်းကိုဖွဲ့စည်းလိုက်ပြီးဆရာနာရှင်ကိုစန့်ကျင် တိုက်ထုတ်တဲ့စစ်စင်ရေးတွေကိုမကြမီမှစတင်မဲ့တဲ့တင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာလာရှော့ပါဝင်မြို့များစွာကိုတင်ပိုက်ထားတဲ့ ကိုကံအမန်ဒီကစစ်ကောင်စီနဲ့အပြစ်ခတ်ရစရေးသဘောတူညီချက် စာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးလိုက်တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေညာလိုက်ပါတယ်မြန်မာစစ်တပ်နဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MND တို့ဟာတရုတ်နိုင်ငံကုမင်းမြို့မှာနှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပြီးဇန်နဝါရီလ18ရက်နေ့ကစတင်တဲ့အပြစ်ခတ်ရစရေးသဘောတူစာချုပ်ကိုတရားဝင်လက်မှတ်ရေးထိုးလိုက်တာဖြစ်တယ်လို့လည်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကမနေ့ကပုံမှန်သတင်းစာ ှင်းလင်းပွဲမှာကြင်ညာအသိပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒီလက်မှတ်ရေးထိုးအပြီးမှာနှစ်နိုင်ငံနယ်ဆက်အနီးမှာတိုက်ပွဲတွေရပ်တန့်သွားပြီလို့လဲဆိုပါတယ်။ဒါအပြင်တရုတ်နိုင်ငံကငင်းချမ်းရင်းနဲ့တွစ်ဆုံဆွေးနွေးမှုတွေကို တက်ကြွစွာပါဝင်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းငင်းချင်းလုပ်ငန်းစဉ်တွေအတွက်ဆက်လက်ပံ့ပိုးသွားမယ်လို့လည်းတရုတ်က ဆိုထားပါဗျ။တရုတ်ညာ2020ဆင်ရေးအတွင်း MND ကလာရှိုးလောက်ကင်အပါဝင် ရှမ်းမြောက်ဒေသတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီနဲ့အရှိမြောက်တိုင်းစစ်နာကြုပ်ကိုအပြစ်သက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဒီတခါမှာတော့တရုတ်နိုင်ငံအစိုးရညွှန်ကြားချက်အရဝါပြည်နယ်ကနေကောကန်ဒေတာကိုလွတ်လပ်စွာကုန်စည်ဖြတ်တန်းခွင့်ကိုစတင်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဇန်နဝါရီလ20ရက်ကဝါပြည်သွေးစည်းညွညွရေးတက်မတော် UWSA ဦးစီးချုပ်ယုံကထုတ်ပြန်ချက်တစောင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီးကောကန်ဒေတာနဲ့ဝါပြည်နယ်ဟိုပန်ကိုဆက်သွယ်ထားတယ်။ ထောင်ဆက်တံတားပေါ်မှာမော်တော်ယာဉ်လူနဲ့ကုန်စည်တွေကိုထိန်းချုပ်တာကိုအပြည့်အဝလွတ်လပ်ခွင့်ပေးဆောင်ဖို့အတွက်ခွင့်ပြုလိုက်တာဖြစ်ပြီးတရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံဆိုင်ရာရုံးကအကြောင်းကြားစာရရှိခဲ့လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကုန်စည်ဖြတ်တန်းခွင့်ကိုဇန်နဝါရီလ20ရက်နေ့ကစတင်ခွင့်ပြုလိုက်တာဖြစ်ပြီးစစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေကလွဲကပြည်သူတွေရဲ့ထွက်ကုန်တွေထောက်ပံ့ရေးပစ္စည်းတွေအလုံးကိုပုံမှန်အတိုင်းရောင်းဝယ်ဖောက်ကားနိုင်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်ကိုကန့်တရုတ်နေဆက်ဂိတ်ဖြစ်တဲ့ ချင်းရွှေဟော်လောက်ကန်ပြည်ဝပြည်နယ်တရုတ်နယ်စပ်ကနန်တဲမန်ခါဂိတ်တွေကိုဇန်နဝါရီလ19ရက်နေ့ကနေစတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီးဓာတ်စီတွေလည်းပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်တရုတ်နိုင်ငံအစိုးရကတစ်တုံညာနှစ်ခုဆစ်စင်ရဒုတိယလိုင်းစတင်ချိန်မှာရှမ်းမြောက်မှာရှိတဲ့တော်လန်တပ်ဖွဲ့တွေထိ ंछ ုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်ဂိတ်တွေကို ကုံစီတင်သွင်းခွင့်ပိတ်ပင်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီကကျင်းစန်းကျော်ချင်းရွှေဟော်ရန်လုံကျိုင်းမုံကိုနဲ့နန့်ခမ်းဂိတ်တွေကိုလက်လွတ်ဆုံးရှုံးထားရတာလည်းဖြစ်ပါရဲ့ရှင်ဒီတစ်ခါမှာတော့ အာဆီယံဥက္ကဋ္ဌအသစ်မလေးရှားဥဆောင်တဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကမြန်မာစစ်တပ်ကိုထိတ်တိအစည်းအဝေးတွေတရောက်ခွေမပြုတ်ဖို့အတွက်ဆက်လက်ဆုံးဖြတ်လိုက်တယ်လို့ထုတ်ပြန်လိုက်ပါတယ်။မလေးရှားနိုင်ငံလန်ကာဝီမှာအာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီးတဲ့နောက်မှာအဲ့ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ဟာစစ်ကောင်စီ အာဏာသိမ်းစာကလေးကစစ်ကောင်စီကိုအာဆီယံကအရေးယူထားတဲ့မူဝါဒကိုဆက်လက်တည်တံ့တိုးကျင့်သုံးတာလည်းဖြစ်ပါတယ်။ ဒါအပြင်မြန်မာနိုင်ငံကစစ်ကောင်စီကိုစားနိုင်ငံရေးယာလူရောက်ထားခြင်းမရှိတဲ့အစ်စ်နှင့်ချတာတဲ့နိုင်ငံသားရဲ့အရာရှိတူအဲ့ဒီအစည်းအဝေးကိုတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီအစည်းအဝေးမှာနိုင်ငံသားရဲ့အရာရှိကစစ်ကောင်စီစီစဉ်ထားတဲ့ရွေးကောက်ပွဲကြောင်းအာဆီယံနိုင်ငံသားရဲ့ဝန်ကြီးတွေကိုရှင်းပြခဲ့လို့လည်းသိရှိရပါတယ်ဒါအပြင်မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကလည်းပြည်တွင်းစစ်ပြင်းထန်နေချိန်မှာ ရွေးကောက်ပွဲကျင်းပဖို့ဦးစားပေးမဖြစ်သင့်ပဲတွဲဆောင်ဆွေးနွေးမှုတွေစတင်ဖို့နဲ့ပြစ်ခတ်မှုတွေကိုချက်ချင်းရပ်တန့်ဖို့တိုက်တွန်းပြောဆိုခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့တိုက်ပွဲတွေရပ်တန့်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာသွာလာခွင့်ကိုခွင့်ပြုပေးဖို့အတွက်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကမြန်မာစစ်ကောင်စီကိုယ်စားလှယ်ကိုအသိပေးပြောကြားခဲ့ပါတယ်ရှင် မွန်ပြည်နယ်သတင်းတပုတ်ကိုကြည့်အောင်ပါမွန်ပြည်နယ်မှာတပ်ဖွဲ့၄ဖွဲ့စုပေါင်းကရမညပူတွဲစစ်ကြောင်းကိုဖွဲ့စည်းပြီးဖြစ်ကဆရာနာရှင်ကိုစန့်ကျင်တိုက်ထုတ်သွားမယ်လို့ရမညစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူဒေါက်တာသီရိမွန်ချန်းကပြောပါရယ်ဇန်နဝါရီလ18ရက်နေ့ကလွတ်မြောက်နေမြေတနေရာမှာမွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA မွန်မျိုးသားလွတ်မြောက်ရေးတပ်မတော် MLAAD မွန်ပြည်ကာကွယ်တပ် MSDF နဲ့မွန်ပြည်တော်လှန်တပ် MSRF တို့စီဝေးပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတပ်ဖွဲ့၄ဘက်ရဲ့ပူတွဲစစ်ဆင်ရေးလုပ်ငန်းတွေအတွက်ရမညပူတွဲစစ်ကြောင်းကိုဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။ရမညပူတွဲစစ်ကြောင်းကိုဖွဲ့စည်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်စစ်ဆင်ရေးတွေမကြခင်မှာစတင်နိုင်တော့မယ်လို့လည်းရမညစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူဒေါက်တာသီရိမွန်ချန်ကရန်ကုန်ခေတ်တက်ကိုပြောပါရရှင်။ ဒီတစ်ခါမှာတော့မကွေးတိုင်းငဖဲမြို့နယ်အမ်ဘဒန်လမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးစစ်သား3ဦးဟာတေဆုံးကလက်နက်3လက်နဲ့ခရမ်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့အရှိုချင်းကာကွယ်ရေးတပ် ACDF ကသတင်းဉာဏ်ပြန်ကြားရေးတာဝန်ခံဆလိုင်းခန်လေးဝေကပြောပါရတယ်။ဇန်နဝါရီလ19ရက်နေ့ညနေ4:00နာရီခန့်ကငဖဲမြို့နယ်အမ်ဘဒန်လမ်းပိုင်းတနေရာကနေစခန်းကိုစွန့်ခွာထွက်ပြေးလာတယ်။တပ်မ69ကစစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးနဲ့အရှိုချင်းကာကွယ်ရေးတပ် ACDF ကတပ်စိတ်2စိတ်တို့အကြားအပြည့် ်လန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးကထေသွားတာဖြစ်ပြီး MA1 တနက်၃လက်ကြည်စံနဲ့ကြည်အိမ်တွေကိုတင်းဆက်ရရှိခဲ့ပြီး ACDF ရဲဘော်တွေဟာအထိခိုက်မရှိအောင် မြင်စွာစုခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့စကိုင်းတိုင်းရင်းမာပြည်မြို့နယ်ကကြောက်မော်ကျေးရွာကိုအကြက်ဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်စားသုံးစီကျိတ်ဆက်ယုံဟာမီးလောင်ပြကျခဲ့ရတယ်လို့ တရင်၂၇သတင်းဆက်သွယ်နှင့်ပြန်ကြားရေးဌာနရင်းမြစ်ဌာနကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါရယ်ဇန်နဝါရီလ၁၆ရက်နေ့ည၈:၅၀မိနစ်လောက်မှာရင်းမာပင်မြို့နယ်ကြောက်မော်ကျေးရွာကိုအနောက်မြောက်တိုင်းစစ်တနာကျောင်းနမခကပြစ်ခတ်တဲ့လက်နက်ကြီးကြီးဟာကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးစားသုံးစီကျိတ်ဆက်ယုံဟာမီးလောင်ပြကျခဲ့ရတာလည်းဖြစ်ပါရယ်အနောက်မြောက်တိုင်းစစ်တနာကျောင်းနမခကနေအဲ့ဒီညပိုင်းကရင်းမာပင်မြို့နယ်တွင်ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ခုနှစ်ကျေးပြစ်ခတ် က်ခတ်ခဲ့တာလည်းဖြစ်ပါလိမ့်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။